ရင်ကရှိစားတွေကမိန်ကလေးတွေမဟုတ်ဘဲယောက်ျားတွေလိုတည်င်းတွေထွက်လာရစီရောင်လက်တလုံးရေပန်းစားနေတဲ့တက်တဲလေးနဲ့ကိုကြီးကိစ္စမှာတော့တင်းအောင်ဆောင်ဇေယျရဲ့ချင်းမောင်ဖုံးခွက်ထားတဲ့မှန်တရားတွေပို့ထွက်နေတာဖြစ်ပါတယ်တင်းအောင်ဆောင်ဇေယျကတော့ချိန်တစ်ခုထိမိမမရှိဘဲအခုလို40ကျော်မှသူထက်နှစ်ဆငယ်နဲ့ကောင်မလေးကိုယူလိုက်တာကြောင့်ပြိတ္တတွေတော်လီအာအသင့်သွားခဲ့ပါတယ် ။ဇင်ယားကတော့သူ့ချစ်စကခုမှတွေ့သွားပြီးဘဝနဲ့တွဲပေါ်ဆိုတာသိကြတာကြောင့်ခုလိုတခန်းတနားနဲ့လက်ထပ်ခင်တာလို့ပြောခဲ့ပါတယ်။အရင်ကချစ်သူတွေထားခဲ့ပေမယ့်ကြီးလိုခန်းစားချက်မျိုးမရတာကြောင့်ချစ်ဖို့ဝင်လေးနေတာပါလို့ရှင်းဖွင့်ခဲ့တာပါ။စီယားရဲ့ဒီလိုရှင်ဖွင့်စကားတံကိုကြားပြီးပလိန်မာလီပိုကီမာကတော့စီယားနဲ့အရှင်ကဒီလိုခန်းစားချက်မဖြစ်ရတဲ့နောက်ွယ်ကတကယ့်မန်တရားကိုဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။ တကယ်တော့ဇေယျရဲ့အရှင်ကချစ်သူတွေကမင်းကလေးတွေမဟုတ်ပဲယောက်ျားကြီးတွေဖြစ်နေတာလို့ဖော်ထုတ်ခင်တာပါဇေယျကဂေးတယောက်ဖြစ်ပြီးအစဉ်တစ်တိုင်းနဲ့တော်လေးကိုဆွဆွရွရွနေရှိခဲ့တာလို့ဖွင့်ချလာပါတယ်အခုမှပြိတ္တတွေကိုဖုံးခွဲချင်တာကြောင့်တကယ်မိမစစ်ကိုယူသွားပြီးသူ့အကြောင်းတွေကိုဖုံးခွဲချင်တာလို့တတင်းနေဖွင့်ချလိုက်တာပါတကယ်ရင်းစင်ရကသူ့အကြောင်းတွေကိုဖုံးခွဲထားချင်တာလားဆိုတော့ပရင်သတ်တွေထင်ထားတာလေးပြောသွားပါအောင်နော်